တာလီမျိုး၌ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာအသိပညာပေးမြေဆိုင်ပုတ်ဆိုင်ထူတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတာချီလိတ်ခရိုင် တာလီမျိုး၌ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာအသိပညာပေး နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးစုမြေဆိုင်ပုတ်ကိုတာလီမျိုးအမှတ်3ရပ်ကွယ်တာချီလိတ်ကျိုင်းတုံပြည်တော်စုလမ်းမကြီးရှိ တာလီတရာအနီးတွင် ယနေ့နေ့နဲ့9နာရီချိန်ကစိုက်ထူခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးစုအသိပညာပေးဆိုင်ဖို့ဟာတာလီမျိုးထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့အုပ်ချုပ်ရေးမှူးဦးလင်းလင်းအောင်နဲ့တာလီမျိုးအတွင်းရှိဌာနဆိုင်ရာများကစိုက်ထူခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။